ော်ကျွန်တော်တော့ရီကိုပဲဖြစ်ပါတယ်အဲဒီနေ့ကတော့ကျွန်တော်ချောင်းဒမ်းမဲတွအောင်ဘလိုကန်ရမယ်ဆိုတော့ကျွန်တော်ဒီနေ့ပြောပြပြီးချိန်ပါတယ်အဲခဏလေးပါတို့ချောင်းဘလို့တမ်းမဲထောင်းကဲမအရင်လည်းတော့တိတ်တော့မဆိုင်တော့ ။မမေချောင်းတို့ဖလက်ချောင်းတို့ကန်နေစင်မှာဘယ်လိုကန်နေဆိုတော့ကျွန်တော်ဒိတ်စိတ်ပြပြတို့။အဲပုံမှန်အဖြစ်လူကြီးကကျွန်တော်စကေးဝင်ထောက်ပြီးဆိုတော့တန်းကန်တယ်ဗောနော်။တန်းကန်လို့ရှိရင် damage ကတော်တော်ယူနေပါလေ။တကယ်လို့ damage ကမရှိသလောက်ကိုတော်နေပါလေ။အဲ့လိုမကင်ဘလိုကင်ရမှာလဲဆိုတော့အပေါ်အနီတန်းလေးကိုပြင်အောင်ထားမယ်ပြင် scale 1ကိုချိန်တဲ့အခါမှာ scale 2နဲ့ရင်ဝင်ပြီးတော့တစ်ချက်ရိုက်လိုက်မယ်ဆိုတော့ damage ကတော်တော်ထွက်ပါတယ် တွေ့တိုင်းပါပဲကိုရတို့ညတော့ scale 2နဲ့ဝင်ပြီးတော့ scale 1နဲ့ထောက်လိုက်ပါနော်အဲ့တော့ damage ကတော့တော်တော်ထောက်ပါတယ်ကျွန်တော်အာဒီနဲ့တွဲကန်ပြပါမယ်ဒီတော့တော်ရို့ damage ထွက်တယ်လို့ပြောလို့ရတယ်နော်။ကျွန်တော်ဟိုဘုံတဆန်ကြီးอ่ะ။အေးရော ော့တို့ရတော့ရို့ဒဲမေကထွက်တယ်လို့ပြောနေရတယ်။နောက်တော့အဲ့ရို့တယ်လေကျွန်တော်ဆက်ပြမယ်။ဒီတိုင်းတော့တော်တော်ကျန်းနေတယ် damage ပါ။ဟုတ်ပါရဲ့အဲ့လောက်ထီအောင်မှကျန်းနေပါရင်အဲဒုတိယကျွန်တော် flicker နဲ့လည်း scale flicker လည်းတွဲသုံးနေရပါရင် မပြက်မှာတော့လုံးဝတော့တည်ကြရဲ့ဗျာအဲတူးနွေးကောင်ဆိုရင်ကျွန်တော်အာဒီနှစ်ခါတော့30ဆံမျိုးပေါ့လေအာဒီနှစ်ခါဆိုတာတစ်ချက်ကန်လိုက်အောင်လည်းပြက်တယ်အဲ့လိုဒီဒမေ့ထောက်ပါတယ်အဲကျွန်တော်ဒီမှာမြေရခဲ့ဗျာသူရတယ်တော်တော်ကျဲမှာရင်မမစ်ချောင်းဖလက်ချောင်းတခြားတော့ဟိုနဲ့တော့ pro player တွေချောင်းပူ player တွေလည်းအဲ့လိုမျိုးပဲကံပါတယ်အဲဒါကြောင့်တိုးရဲ့ damage တွေအကိတ်တွေဖြစ်နေကြပါတယ်ကျွန်တော်လည်းအရင်တော့ကအဲ့လိုမကံခဲ့ပါဘူးကျွန်တော်တေချာကြည့်ပြီးမှအဲ့လိုကံပြီးခဲ့ပါတော့ yeah တော်တော် damage ထွက်တယ်နီလန်လေးတော့ပြောလို့ရတော့ချောင်း player တွေအတွက်ကတော့တော်တော်မိုက်ပါတယ်ဒီနီလန်လေးဒီကျွန်တော် တယ်သူဒီတော့ဆိုရင်တော့ဗာမစ်ဆောင်တို့ဖလက်ဆောင်တို့ရဲ့ဆိုတော့ဗာမစ်ဆောင်တို့ဖလက်ဆောင်တို့ရဲ့ဗီဒီယိုကြည့်ပြီးမှသူ sound damage ထွက်လာပဲဆိုတော့ကျွန်တော်လည်း like လုပ်ခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်လည်းပရမတော့ဒီဘောအခုအများဆုံးမှားနေတယ်လူတွေလိုပဲကျွန်တော်လုပ်ပါရဲ့အဲ့တော့ဘောနော် အဲ့လိုလို့တော့ဘာလို့ဈေးမကမထွက်တာလဲဆိုတော့တကယ်ကိုစိတ်ညစ်ခဲ့ပူပါတယ်။ဆောင်းမမကိုင်းနေတဲ့စိတ်မရှိတော့တဲ့အထိဖြစ်ခဲ့ပါတယ်။ပြီးမှတော့ကျွန်တော်ဒီလျှက်ကြီးပြီးမှပဲကျွန်တော်နည်းနည်းလေးခြံကန်ရတာကိုကြိုက်တာပေါ့နော်။ပြောမယ်ဆိုရင် damage ကတကယ်လမ်းလို့ပါ။ဒီဒီနေ့ဗီဒီယိုတော့ပါပဲနောက်နေ့ဗီဒီယိုမှာပဲပြန်လေးတွေ့ကြပါမယ်။ ကျွန်တော်ကမှ channel စထားလာဆိုတော့လေကျွန်တော်ဘာမှမသိကြဘူးလို့ထင်ပါတယ်။ဒါပေမဲ့ကျွန်တော်အပိတ်တော့ပါအောင်လို့ကျွန်တော်အားလုံးပြောချင်ပါတယ်။တတပါ